ယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှူမရှူစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှာဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါစစ်ကောင်စီတပ်ပြန်လဲထိန်းချုပ်ထားတဲ့ရှမ်းမြောက်ဒီဘုံမြို့မှာတော်လရဲတပ်တွေနဲ့ဆက်ဆက်မှုရှိတယ်ဆိုပြီးတော့ဒေသခံတွေရဲ့နေအိမ်၄၀ကျော်ကိုစစ်ကောင်စီတပ်ဘက်က ချိတ်ပိတ်ထားတာဖြင့်ဖမ်းဆီးခံရသူတွေလည်းရှိနေပါတယ်။ဒီဘုံမျိုးကိုစစ်ကောင်စီတပ်ကပြီးခဲ့တဲ့အောက်တိုဘာ18ရက်မှာပြန်ထိန်းချုပ်ခဲ့တာဖြစ်ပြီးတော့မြို့ထဲကတုံလရစ်တပ်တွေနဲ့ဆက်ဆက်တယ်လို့လကောင်းတို့ယူဆတဲ့နေအိမ်နဲ့ဆိုင်ခန်းတွေကိုချိတ်ပိတ်နေတာဖြစ်တယ်လို့ဖြစ်စဉ်သိရှိသူအမျိုးသားသူကရွှေဖင်မျိုးပြောပါတယ်။တပ်ပြင်းတော်လရင်အင်အားစုတွေကိုကိုကြီးထောက်ပံ့နေဆိုတဲ့ဆွဆွဲချက်နဲ့တိရခန့်ဆဲဥကြော်ကိုလည်း စစ်ကောင်စီတပ်ပကဖမ်းဆီးသွားတယ်လို့နောက်ထပ်ဖြစ်စဉ်သိရှိသူအမျိုးသားတဦးကဆက်ပြောပါတယ်။ဖမ်းဆီးခံရသူ၁၀ဦးနဲ့ချိတ်ပိတ်ခံရတဲ့နေအိမ်ဆိုင်ခန်း၄၀ကျော်ရှိတယ်လို့ဒေသခံတွေကပြောပြီးမဲ့ရှုဖြင်းမြင်အနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။အလားတူကြောက်မဲမြို့မှာလည်းတော်လရင်တပ်တွေနဲ့ဆက်ဆက်တယ်ဆိုပြီးတော့တေတာခန့်အမျိုးသား၃ဦးကိုလည်းစစ်ကောင်စီတပ်ဘက်ကဖမ်းဆီးထားပြီးနေအိမ်တချို့ကိုလည်းချစ်ပိတ်လိုက်တာလို့တေတာခန့်တွေစီကနေသိရပါတယ်။